စီးပွားပျက်စီးနိုင်တဲ့အကြောင်းတရား6မျိုးရထားတဲ့စီးပွားတွေအလုံးလုံးပြီးတော့ရလို့ဆုတဲ့စီးပွားပဲဖြစ်စေအယောင်းဝယ်လုံးလို့ရတဲ့စီးပွားပဲဖြစ်စေဒီစီးပွားဟာကိုရလာတဲ့စီးပွားဟာပျက်စီးသွားနိုင်တယ်အဲ့ဒီပျက်စီးတာဆိုတာလေအကြောင်းမဲ့မဟုတ်ဘူးတဲ့ကိုယ့်ရဲ့လောက်ရက်ပုံမှာမှီပြီးတော့ပျက်စီးသွားနိုင်တယ်အဲ့ဒီ6မျိုးကိုမလောက်ပါနဲ့ရှောင်ကျင်ပါလို့မြတ်စွာဘုရားဒီလိုဟောတယ် အဲ့ဒီ6မျိုးကလာပြီးနံပါတ်1ကဘာလို့ဆိုသူရမေရယမစ္ဆပမာဒဌာနာတဲ့နော်အယသေးစာဘီယာစေဝါဘူးရစေဝါတွေ၃ဆွဲတယ်အဲ့ဒီ၃ဆွဲမှုကစီစဉ်ဥစ္စာပြစီခြင်းအကြောင်းဖြစ်ပါတယ်ဒါဟုတ်မဟုတ်လူတိုင်းလည်းသိတာပဲဒါနော်ဟုတ်မဟုတ်ဒါတွေမကဘူးနောက်လာလိမ့်မယ်စီစဉ်ပြတ်တာဆိုတာဒါက ဟောအယက်သေးစားတောက်စားမူရည်တအသုံးချလို့တဖြည်းဖြည်းချမ်းသာတဲ့လူလဲမွဲသွားတဲ့ထာပဲဘောဒီမွဲတာတမျိုးတွေမကဘူးမြတ်စွာဘုရားကထတ်ချက်ပြီးတော့ဟောသေးတယ်အခုတော့ဒီဟာတစ်ခုကိုမှတ်ထားဦးသူရမေရယမစ္ဆပမာဒဌာနလူယောကောဘောကဏအပါယမုခံနဲ့ရလာတဲ့စီစဉ်ဥစ္စာတို့ရဲ့ပျက်စီးခြင်းအကြောင်းကဘာလဲလို့ဆိုရင်သူရာဆိုတဲ့သေမေရယဆိုတဲ့အရက် မစ္ဆာဆိုတဲ့မူရစ်စေဝါပမာရဌာနအဲ့ဒီအရာတွေအားလုံးဟာမိလျော့ပွတ်တန်ခြင်းရဲ့အကြောင်းဖြစ်လို့အဲ့ဒီဘက်ကိုလောက်ကင်ဆောင်ရနေတဲ့လိုက်စားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာစီဝါဥစ္စာပြတ်တတ်တယ်ဒါတစ်ခုနောက်တစ်ခုကတော့ဝိကာလဝိတိခာစရိယာလူယောကောအချိန်မတော်အချိန်တော်လမ်းမော်ထွက်ပြီးတော့သွားတတ်လို့ရှိရင်လည်းပျက်စီးတတ်တယ်ဟုတ်တယ်လေ လမ်းဆိုတာမောင်ရေးခုမှုနဲ့ဖန်ခါရတယ်လေ။ရအထွက်တယ်ဆိုလို့ရှိရင်ရဲနဲ့တွေ့မောင်ရေးခုလို့ဆိုဖန်သွားတယ်။ခိုးလို့ဒီလုံးလုံးရင်လဲညဒီလူကထွက်တယ်ဒီလူပဲနေပါပစ္စည်းပြောက်နေတယ်သူစီရောက်လာမှာနော်လက်ဆောင်နေအများကြီးသူစီရောက်လာမှာပဲနော်အဲ့ဒါကြောင့်မို့လို့ညအချိန်ခါမဲ့လမ်းပေါ်မှာထွက်ရဘူးတဲ့ထွက်တဲ့အချိန်မထားရဘူးလို့ဒါလို့ဆိုတယ်နောက်တစ်ခုကသမစ္ဆာဘိသရဏတဲ့ ဘယ်မှာ station ရှိတယ်ဘယ်မှာကာဝဲရှိတယ်ဘယ်မှာဘာရှိတယ် night club ရှိတယ်ဆိုသွားခြင်းတဲ့ပုံကိုအဲ့ဒီလိုသွားတာဟာလဲစီးပွားပြည့်ခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်ဟုတ်တယ်လေ night club သွားလို့ခုနကတော့ကဂရေ80ကျွယ်ဝတဲ့တထေးကမွဲသွားတာပဲလေပန်ကုံဆွတ်လိုက်ဆူချလိုက်ပန်ကုံဆွတ်လိုက်ဆူချလိုက်အပေါင်းဖော်ရိအရက်တိုင်လိုက်နဲ့ဆိုကုံရောပေါ့ပိုက်ဆံเนาะပိုက်ဆံကုံကြီးရဲ့အကြောင်းတစ်ခုတဲ့ နောက်တစ်ခုကဘာလို့ဆိုဇူတပမာရဌာနလူယောဂအဲကစားတာလောင်းကစားတာဒီအများကြီးဘမပြေမှာကြားဘူးတယ်တိုက်တောင်ပေါင်ပြီးတော့ချဲထိုးတယ်နှလုံးနေထိုးတယ်ဆိုတာတကယ်တော့တိုက်ပေါ်ကဆင်းပေးလေရတဲ့လူတွေရှိတယ်တိုက်ပါပေါင်ပြီးတော့ထိုးတာချဲထိုးတာအဲ့ဒီလူကစားမျိုးတွေပေါ့လောင်းကစားတွေမှာလုံးတဲ့ပုံစံတွေဟာလည်းပဲပထမရတယ်နောက်ရှုံးတယ်ပေါ့ရှုံးတော့ကုန်ရော ဟောအဲ့ဒါကြောင့်မလို့ဒါလည်းစီးပွားပျက်စီးခြင်းအကြောင်းတစ်ခုပဲတဲ့ဟောနောက်နံပါတ်5ကြတော့ဘာလို့ဆိုပပိပပမိတ်တာလူယောဂာတဲ့မကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာတဲ့အဲမကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းသင်းတာဟာလည်းပဲစီးပွားပျက်ခြင်းရဲ့အကြောင်းတရားပဲလာရလေသူတို့ကလာသွားရအောင်ဘယ်ခေါ်တော့ဆိုတောက်ဖို့တောက်ဖက်လို့ခေါ်တာပေါ့အဲ့ဒီပဲရောက်သွားတယ် လောင်းပေါ်လောင်းဖက်တောက်ပေါ်တောက်ဖက်နေအဲ့လိုခေါ်သွားပြီးတော့ကြံပေါ်ကြံပက်ပေါ့ဘယ်နာအိမ်သွားဖောက်ရအောင်ဒါမျိုးတွေပေါ့ပါပမိတ္တနဲ့ဆိုရင်နောက်ဆုံးမှာအကြီးချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တောင်ပါပမိတ္တနဲ့ဆုံပြီလို့သူစကားနားထောင်ပြီးလုံပြီးပျက်စီးသွားတယ်အစတတ္တမင်းဟာဘယင်းရဲ့သားတော်လည်းဖြစ်တယ်တကယ်ရတော့သူဟာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ပဲ မြတ်စွာဘုရားတရားနာရလို့ရှင်သတ္တဗံဖြစ်ရမယ်အရေးချင်းထီအောင်ရှိလဲသူသို့တော့ဒေဝရစကားကိုတားရောက်ပြီးတော့အဖေကိုသွားတတ်မိတဲ့အတွက်ကြောင့်သူ့ရဲ့အခြေအနေကောင်းနေဟာအကုန်လုံးပြည့်စည်သွားတယ်ပြင်လို့မရတဲ့အနေထားထီအောင်ရောက်သွားတယ်ဒီအခြေအနေထီအောင်ရောက်နိုင်တယ်လို့ဆိုဒါအမြင့်ဆုံးအပြစ်ပဲเนาะအမြင့်ဆုံးအပြစ်ပဲမကောင်းတာလုပ်ပြီးတဲ့အတွက်ကြောင့်အဖော်ရဲ့ သိဆောင်မှုကြောင့်ဒုက္ခရောက်သွားတဲ့ပုံကိုယ်တွေလောကမှာအများကြီးပဲရှိတယ်။ဟောမကောင်းတဲ့အဖို့နဲ့သွာလာမိသည့်အတွက်ကြောင့်ဒုက္ခရောက်ပါတယ်။ဒါလည်းအမြဲတမ်းဟိုအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ဒါမို့မိသားစုတွေမှာဆိုရင် ကိုယ်သားသမီးတွေဒီမကောင်းတဲ့လူနဲ့မပေါင်းမိအောင်တတိထားနေကြရတာလေ။အပေါင်းအသင်းမှားသွားမှဟိုဆွေရင်နေကြရတယ်မိဘတွေမှာ။ပေါင်းအသင်းမှားသွားလို့ရှိရင်ကတင်လို့ရမှာမဟုတ်ဘူးလေ။ ောနောက်တစ်ခုကတော့ဘာလို့ဆိုရင်နောက်ဆုံးတစ်ခုကအာလတယာနုယောကောအပြင်းဖက်တာလည်းပဲစီးပွားပြက်ခြင်းအကြောင်းတစ်ခုပဲလို့တင်တာဆိုလည်းတတကျွကျွလုံးဝမယ်သူများတဲ့ဥအောင်လုံးဝစင်ကာပူနိုင်ငံအခုလိုကြီးပွားတိုးတက်ချမ်းသာသွားတယ်ဆိုတာလုံလဝီရိယနဲ့လုံလို့ရတာသူကသူချင်းနေပေးလို့ဝင်လာတာမဟုတ်ဘူးမြေကြီးကရွှေသီးတဲ့နိုင်ငံမဟုတ်ဘူးရေတောင်ဝယ်တော့နေရတာ ဘာလို့ကြီးပွားတာတော့ဆိုစဉ်းစားကြည့်လေစင်ကာပူစံချိန်မဟုတ်ဘူးဟောင်ကောင်စံချိန်ယူပြီးတော့ဟောင်ကောင်နဲ့ချိတ်ဆက်ထားတာလေကြီးပွားတိုးတက်မှုရှိအောင်အချိန်တောင်ဟောင်ကောင်ဟောင်ကောင်စံချိန်နဲ့ယူပြီးတော့လှုပ်ထားပြီးတော့အလုတ်ချိုးစားတာနော်ဒါစင်ကာပူနေတဲ့လူတွေပုံသိမှာပေါ့အဲ့ဒါလို့လောကမှာကြီးပွားတိုးတက်တယ်ဆိုတာအနေထားကောင်းယုံတစ်ခုတည်းတည်းမဟုတ်ဘူးစူးစမ်းအထောက်အမှုပေါ်မှာမူတည်တယ် အဲ့လိုဖြစ်အောင်ကြည့်ပါလားသူဖြစ်ပါလားမလေးရှားနိုင်ငံလွတ်လပ်ရေးရတော့စင်ကာပူကလည်းမလေးရှားရဲ့ state တစ်ခုပဲလေမလေးရှားရဲ့ state တစ်ခုပဲသူကအဲ့ဒီထဲကနေပြီးတော့ဒီနိုင်ငံကောင်းဆောင်ကခွဲထွက်လိုက်တာခွဲထွက်လိုက်တော့မရေတောင်မှတောက်เสียရှိတာမှမဟုတ်ဘူးပင်လယ်တွေရမ်းနေတယ်အဲ့တော့ရေတောင်မှသူများเสียဝဲတောက်နေရတာသူကကြိုးစားအထုတ်လိုက်တဲ့အခါကျတော့ နေရာနဲ့ဒီမညီမြလောက်အောင်ကြီးပွားတွေ့တဲ့မှုရပါတယ်တခြားနိုင်ငံတွေချမ်းသာတယ်ဆိုတာရေနံထွက်လို့ချမ်းသာတာတွေရှိတယ်လေဒီနားမှာကျွန်းပေါက်စားလေးတွေကရေနံထွက်လို့ချမ်းသာတာတဘာဝကပြီးလို့ချမ်းသာတာလေစင်ကားဘူးရေနံထွက်သလားမသိဘူးထွက်ဘူးเนาะကဲမထွက်ဘဲနဲ့ကုန်းခေါင်ကောင်ကနေပြီးတော့ကြီးပွားချမ်းသာလုပ်တယ်ဆိုတာဒီမပြင်းလို့ပဲ တက်တက်ကြွကြွစူးစမ်းအားထုတ်လို့ဖြစ်တယ်ဆိုတာဘလောက်ထင်ရှားတော့ဘုရားသခင်ကမာရမှာမဟုတ်တာအဲ့တော့ကိုစူးစမ်းရင်ဖြစ်တယ်ဆိုရင်ဗမာစကားတော့ပြောတော့ပြောကြပါရဲ့စူးစမ်းရင်ဘုရားဖြစ်တယ်ဆိုဘုရားဖြစ်မှကြောက်လို့သူမှမစူးစမ်းအဲ့ဒီအိဗေရောက်နေတယ်နော်စူးစမ်းရင်ဘုရားတော်ဖြစ်တယ်လို့တော့ပြောကြတာသို့တော့ဘုရားမဖြစ်ခြင်းဒါမှမစူးစမ်းဘူးပေါ့အဲ့တော့အဲ့လို မဖြစ်ရအောင်မြတ်စွာဘုရားကြည်အာလသယာနုယောဂောတဲ့အပြင်းဖက်ပြီးတော့မနေနဲ့調査ရတယ်။နိလမျိုးစုံရှာကြံပြီးတော့調査အထုတ်မယ်ဆိုလို့ရှိရင်တဲ့ဒီလောကနောင်လောက အောင်မြင်နိုင်ပါတယ်တဲ့ဒါလောကဝိဇ္ဇာချင်းစင်နေပဲ။နော်အဲ့တော့ရှောင်ရမာတွေကိုမြတ်စွာဘုရားကရှေးဥစွာရှင်းလင်းဖော်ပြထားတယ်။ရှောင်ရမာတွေကိုအသေးစိတ်နောက်ရမှထပ်ပြီးတော့မြတ်စွာဘုရားဟောမယ်။ ဒါဖရားဟောတဲ့အတိုင်းနည်းနည်းပဲရှင်းပြတာเนาะလက်တွေ့တာရကလေးတွေနဲ့နည်းနည်းကိုတစည်းတစောင်းပေါ့ perspective အနေနဲ့ဟောတာအဲ့တော့မြတ်စွာဘုရားဟောထားတဲ့စကားလုံးပြင်ဟာပိုမများဘူးဒီဟာเนาะအေးဒါကြောင့်မို့လို့ဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းလိုက်နာခြင်းသုံးခြင်းဖြင့်လောကမှာအောင်မြင်နိုင်တယ်လို့မြတ်ဗုဒ္ဓဤလောကဝိဇ္ဇာလမ်းစဉ်အတိုင်းလိုက်နာခြင်းသုံးနိုင်ကြပါစေကုန်တည်း